ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်ဆယ်ဆယ်မားတွေဆယ်ဆယ်မားတွေကိုဘယ်လိုပြောမလဲဆယ်ဆယ်မားတွေ ਨੇ ဒီကွန်ပျူတာဇိုင်တွေပေါင်းပြီးတော့လှုပ်ရှားတဲ့အချောင်းရလေးတွေပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီအချောင်းတွေမှာပေါ့နော် private school တွေ international school တွေမှာကွန်ပျူတာတွေလိုအပ်လာပြီးကွန်ပျူတာတွေ IT တွေသင်ပြီး ကွန်ပရက်ဆာရဲ့ဒီတင်မဲ့ခုတ်တင်နေငယ်တင်မဲ့ပေါ့ခုတ်တင်ဆိုလဲကျွန်တော် Python နဲ့နဲ့ Java နဲ့နဲ့ဒီလောက်ပါပဲအဲအဲ့လောက်လေးတွေအတွက်ကွန်ပျူတာ requirement ဘာမှမလို့ကြိုက်တဲ့ကွန်ပျူတာနဲ့ကောက်တင်လို့ရတယ်အဲ့ဒါကိုသူတို့ကကွန်ပျူတာဆိုင်နေနဲ့ချိတ်ဆက်ထားတာပေါ့နော်ကွန်ပျူတာတစ်လုံးရောင်းရပြီသူတို့ကចောင်းသားတစ်ယောက်လွှင့်ဘလောက်ဆိုပြီးကွန်ပျူတာဆိုင်နေကသူတို့ percentage ပေးတယ်အမြတ်တွေပေါ့နော်အဲ့တော့အမြတ် percentage တွေပေးတဲ့အခါမှာသူတို့ကចောင်းသားတွေကိုဘာဆက်ကိုဝယ်ခဲ့ပါ i7 11ဂျန်อืม ။အမအဲ့ဆိုင်မှာ i7 11ဂျန်တွေအရင်ပေါ်ပြီးဝင်နေသူတို့ i7 11ဂျန်ညွန်ပြီ။ i5 10ဂျန်တွေအရင်ပေါ်နေ i5 10ဂျန်ညွန်ပြီ။အဲ့အရာတွေအကုန်လုံးက second တွေကြီးပဲနော် brand new မဟုတ်ဘူး။အဲ့ဒါကို showroom display ဆိုပြီးတော့ပြောပြီးတော့ showroom display ဆိုပြီးတော့ပြောပြီးတော့ရောင်းတဲ့နေရာတွေပေါ့နော်။အဲ့အရာတွေနဲ့သူတို့ကချိတ်ဆက်ထားတယ်။အဲ့တော့အဲ့လိုချိတ်ဆက်ထားပြီးတော့เจ้าသားတွေကို ဝယ်ခိုင်းတာပေါ့ကျောင်းသားမိဘတွေကလည်းဆက်ဆံမညုံညင်မှာဆိုတော့ဒီဆက်ဒီဆက်မှာသူကနားမလဲဘူးအဲ့တော့တချို့အားတွေကျွန်တော်တို့ဆိုင်ကိုရောက်လာတယ်အဲသူတို့ဆရာမကတော့ဘာတွေဘလောက်ဘလောက်ဘလောက် specification ပါတဲ့ဆက်မှာဆိုပြီးတော့အဲ့တော့ကျွန်တော်မေးတဲ့တယ်ဘာတွေသင်မှာမဟုတ်လို့တော့ဘာအတွက်လိုတာလဲကျောင်းမှာဒါလောက်ဆိုရတယ်ကြိုက်တဲ့ဆက်၃အဆင်ပြေတဲ့ဆက်၃ brand new ၃ညလဲရတယ် second ၃ညလဲရတယ်ကလေးဟိုသူ့နေရာလိုက်ပေါ့နော်၃လို့ရတယ်အဲ့ဒါဟိုမရဘူးသူတို့ကသူတို့ ਨੇ ချိတ်ဆက်ထားတဲ့ဆိုင်က ရှောင်းတဲ့ကွန်ပျူတာမှဒီ model ဒီ generation နဲ့ဒီ brand မှတခါလေ brand မှထည့်ပြောလိုက်သေးတာအဲ့တော့ပြောချင်တာကအခုကအကုန်လုံးကတဘာဝဘေးရောအခြေအနေရဲ့ရဲ့ကြောင့်အကုန်လုံးကစီးပွားရေးကျက်တဲနေမိဘတွေကပတ်စံပေါ်လို့မဟုတ်ဘူးကိုသားသမီးတွေဒီပညာရေးမှာနောက်မကျအောင်လို့လိုချင်တာတွေလိုအပ်တာတွေဖြည့်ဆည်းပေးတဲ့အခါမှာဆရာဆရာမတွေကငွေကြေးတစ်ခုတည်းနဲ့ဒီ computer design တွေနဲ့ပေါင်းပြီးတော့ကလေးတွေပေါ်ကနေပြီးတော့ ကရုံးပေါ်ထိတ်ကွာမလုံးကြပါနဲ့ဒါကကျွန်တော်တို့ကွန်ပျူတာလောကမှာမဟုတ်ဘူးဒီဆရာဝန်တွေဘာတွေလဲတူတူပါပဲအဲသူတို့လူနာတွေကိုဆေးညွှန်းတဲ့အခါမှာသူတို့ကိုဒီဟိုပါတော့လက်လာပါတွေပေးတဲ့ဆေးကုမ္ပဏီရဲ့ဆေးတွေကိုပဲညွှန်းတာမျိုးပေါ့နော်အဲ့ဒါတွေလဲလိုင်းပေါ်မှာပြန်နှံချားဖို့နေရပေါ့အခုဒါကကျွန်တော်တို့ကွန်ပျူတာလောကမှာဒီ IND private school တွေ international school ကဒီ IND သင်တဲ့ဆရာဆရာမတွေနဲ့ကွန်ပျူတာဆိုင်တွေနဲ့အဲ့လိုအဲ့လိုလှုပ်ရှားတာမျိုး မလုံကြဘူးဒီနေ့ကနေမေတ္တာရက်ခံတာပါအားလုံးကျေးဇူးတင်ပါတယ်ဗျာ